တရုတ်စီပြန်ပို့ခဲ့တဲ့ဝီကာရရဲ့အခြေအနေကိုတွားကြည့်ပုံကိုစလင်အဖွဲ့ထိုင်းစီလုံတရုတ်နိုင်ငံစီပြန်လည်ပို့ဆောင်ထားခဲ့တဲ့ဝီကာမုစလင်တွေရဲ့နေထိုင်ရေးကိစ္စအဆင်ပြေမှုရှိမရှိစုံစမ်းပုံဝန်ကြီးအစိုးရရှိတဲ့ပါဝင်တဲ့ကိုစလင်အဖွဲ့ကိုထိုင်းကဆီလုတ်ခဲ့ကြောင်းသိရပါတယ်ထိုင်းအစိုးရဟာပြည်တွင်းကိုတရားမဝင်ဝင်ရောက်လာမှုနဲ့၁၇နှစ်ကြာထိန်းသိမ်းထားတဲ့ဝီကာတွေထဲကအယောက်၄၀ကိုမူရင်းနိုင်ငံဖြစ်တဲ့တရုတ်စီပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်ကျင်းဒေသမှာအထူးကနေထိုင်တဲ့ဝီကာတွေဟာတရုတ်အာဏာပိုင်တွေနဲ့စနစ်တကျအဖိနှိပ်မှုတွေကိုကြုံနေရတာကြောင့်နေရပြန်ဖို့ဖို့ကိစ္စကို အမေရိကန်အပါအဝင်နိုင်ငံတချို့ကကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်းအစိုးရဟာတရုတ်ရဲ့အညွှန်းအညင်ကိုမခံဘဲဝီကာတွေကို ပြန်ဖို့ခဲ့တာကြောင့်နိုင်ငံတကာဝေဖန်မှုတွေနဲ့ကြုံတွေ့နေခဲ့ရပါတယ်။မြင့်တက်လာတဲ့ဖိအားတွေကိုရှော့ချဖို့အားထုတ်မှုတစ်ခုအဖြစ် မလ၁၈ရက်နေ့မှာတော့ထိုင်းအစိုးရဝန်ကြီးတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာရှင်ကျန်းကိုထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့၃ရက်တာခေတ်စဉ်အတော်တွင်ထိုင်းကိုယ်စားလှယ်အဖွဲ့ပြန်ပို့ပေးခဲ့တဲ့ဝီကာ၄၀ထဲက၅ဦးနဲ့သာသွေးခွေရနိုင်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂရဲ့လူအခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတွေကဝီကာတွေဟာတယောက်ကိုပြန်ရောက်သွားတဲ့အခါနှိပ်စက်တာဖိနှိပ်တာတွေအပြင်ခက်မဲရခက်တဲ့ဘေးအန္တရာယ်တွေကြုံတွေ့နိုင်တယ်လို့အချင်းချင်းသတိပေးခဲ့ပေးမိတယ်။ ဖေဖော်ဝါရီ29ရက်နေ့အာယုံမသက်ခင်မှာထိုင်းကဝီကအယောက်40ကိုတိုးတိုးတိတ်တိတ်နဲ့ပြန်ပို့ခဲ့တာဖြစ်ပါတယ်။အကျိုးဆက်အဖြစ်နောက်နိုင်ငံတွေကထိုင်းအစိုးရအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသလိုအမေရိကန်ကလည်းအဲ့ဒီကိစ္စမှာတာဝန်ယူအကောင့်ထဲပေါ်ခဲ့တဲ့ထိုင်းအရာရှိတွေကိုဗီဇာပဲ့ပြီးအရေးယူခဲ့ပါတယ်။ဥရောပလူတော်ကလည်းထိုင်းအစိုးရကိုတရားဝင်ရှုတ်ချခဲ့ပါတယ်။နိုင်ငံတကာဝေဖန်မှုတွေမြင့်တက်လာတဲ့အချိန်မှာတော့ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်တန်ဝီချာရာချိုင်တရားရေးဝန်ကြီးတာဝီဆော့စွမ်းစစ်ပဲအရာရှိကြီးတချို့နဲ့ထိုင်းချန်နယ်လေးကိုဦးပါဝင်တဲ့ကိုစလေအဖွဲ့ဟာပြန်ဖို့ထားတဲ့ဝီကာရရဲ့အခြေအနေကိုစမ်းစစ်ဖို့ရှင်းချမ်းကိုတွားရောက်မဲ့အကြောင်းအစိုးရပြောရင်းဆိုခွေရအရာရှိဂျီရာယူဟ ோம் ဆက်ကပြောကြားခဲ့ပါတယ်ညတကောင်ရဲ့မတိုင်ခင်မှာတော့အဲ့ဒီအဖွဲဟာဘန်ကောက်မြို့ဒုံမောင်းမှာရှိတဲ့လေသက်စခန်းတစ်ခုကနေလေချောင်းခီးစင်နဲ့ထွက်ခွာသွားတာဖြစ်ကြောင်းသိရပါတယ် ထိုင်းဟာ2014တုန်းကတရုတ်နိုင်ငံကနေထွက်ပြေးလာတဲ့အဝိကအယောက်300လောက်ကိုဖမ်းဆီးခဲ့ပြီးတချို့ကတရုတ်စီပြန်ပို့ပေးခဲ့ပါတယ်။တချို့ကတော့တူရကီအစိုးရစီလက်လွှဲပေးခဲ့ပြီးကျန်းသားတွေကတော့ပြီးခဲ့တဲ့လကတရုတ်စီလက်မလွှဲပေးခင်အထိထိုင်းနိုင်ငံမှာပဲနှိရှေလမ်းများထိမ့်သိမ်းထားခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံကြာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးမော်နင်းကတော့ ဝီကာတွေကိုလက်လွှဲပေးတဲ့ကိစ္စဟာထိုင်းနဲ့တရုတ်ကြားကအခြေကြီးရင်းနှီးမှုကိုအခြေခံတဲ့တမယိုးကြားလွှဲပြောင်းကိစ္စတစ်ခုသားဖြစ်တယ်လို့ပြောကြားထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။